်ပွဲစဉ်တက်မှာပဲမန်ယူနိုက်တက်နဲ့အာဆင်နယ်တို့ထိတိုက်တွေ့ဆုံနေပြီးတော့ဒီပွဲကလည်းပြည်သက်တွေကြားမှာတော်တော်လေးကိုပြောစရာဖြစ်နေသလိုနှစ်ဖက်သင်းပြည်သက်တွေကြားမှာလီတိုင်နှုံးပြစ်ထန်မဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိတယ်ကွန်မန်ထွေးပိုင်းဆို YouTube channel ရနေပြီးတော့ကြိုဆိုပါရစေ။2025 26 ဘောလုံးရာသီပရီးမီးယားလိပွဲစဉ်စရားတွေထွက်ပေါ်လာပြီဖြစ်ပါတယ်။မန်ယူနိုက်တက်ကတော့အဖွင့်၅ဘွဲမှာတဲ့အသင်းကြီး၃တင်းနဲ့ရင်ဆိုင်သွားမှာဖြစ်လို့မန်ယူနိုက်တက်ရဲ့ယာသီအဖွင့်၅ဘွဲပေါ်မှာကျွန်တော်ရဲ့ရေဘူကအမြင်လေးကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။မန်ယူနိုက်တက်ကတော့အဖွင့်ပွဲစဉ်ဖြစ်အာဆင်နယ်ကိုအိမ်ကွက်မှာအခက်ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့အဖွင့်ပွဲစဉ်မှာယူနိုက်တက်အနေနဲ့တေချာပေါက်ခက်ခက်ခဲခဲနဲ့ရုန်းကန်မဲ့ပွဲစဉ်ဖြစ်လာဖို့ရှိတယ်။ပြင်ဆင်မှုတွေရတော့နှစ်သင်းလုံးကအားရစရာမဟုတ်သေးဘူးလက်ရှိအချိန်ထိ ယ်ယူနိုက်တက်ကတယောက်ပဲခေါ်ထားသေးတယ်လို့အာဆင်နယ်ကတယောက်မှမခေါ်ထားသေးဘူးဒီပုံစံတိုင်းသာပြင်ဆင်မှုတွေနှိကွေးပြီးတော့ငွေသုံးဖို့လက်တွန်နေမယ်ဆိုရင်တော့နှစ်သင်းစလုံးကကြီးမားတဲ့အောင်မြင်မှုတွေရဖို့မလွယ်ဘူးလို့ယေဘူးကပြောရမယ်ဆိုတော့အဖွင့်ပွဲစဉ်ကိုအင်ကွတ်မှာအဲခန့်ကစားမဲ့အာသာချက်တစ်ခုကိုမန်ယူနိုက်တက်အနေနဲ့ဘလောက်ထိအသုံးချနိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ်ဒုတိယပွဲကတော့ဖူအန်ကွဲမှာယူနိုက်တက်အနေနဲ့တွားရောက်ကစားမှာဖြစ်ပြီးတော့ဖူအန်ရဲ့ကစားပုံနီးပြမာကိုစေးပါရဲ့ ideology တွေနဲ့ဖူဝန်ကတိုးတက်လာတာအမှန်ပေမဲ့ပြီးခဲ့တဲ့နှစ်တင်မှာတော့ United ကဖူဝန်နဲ့တွေ့တိုင်းအသာရလေးရှိတဲ့အစင်လာကောင်းတစ်ယောက်ကိုထိန်းထားလိုက်တာကိုတွေ့ရတယ်။ United ကလန်ဒန်မှာသွားကစားတဲ့ပွဲတွေမှာရလက်ကောင်းလေးမရှိတာကြာပြီ။ဒါပေမဲ့လန်ဒန်မှာသွားကစားတဲ့ပွဲတွေမှာအနိုင်ရတဲ့ပြိုင်ဘက်ကဖူဝန်ဖြစ်နေရဆိုတော့ဒီဘက်မှာ United အနေနဲ့ဖူဝန်ကွဲမှာအမှတ်ပြည့်ယူနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်။တတိယမြောက်ပွဲကတော့အော်ဂိုလာ30ရက်နေ့မှာ ဘန်လီကိုအင်ကွင်းမှာရှင်ပြန်ကစားသွားမှာဖြစ်ပြီးတော့ Man United နဲ့တေချာပေါက်နိုင်ပွဲရောက်မဲ့ပွဲလို့ယုံကြည်တယ်ဒီပွဲမှာအမှတ်ပြည့်ယူနိုင်မယ်ရှေ့ကဖူအန်ကိုလည်းနိုင်ထားမယ်ဆိုရင်အော့ဂိုလောက်တွင်မှာရမှတ်6မှတ်တော်၎င်း9မှတ်တော်၎င်းရထားမယ်ဆိုရင်၃ပွဲမှာရမှတ်9မှတ်ဆိုတာကလုံလောက်တဲ့ရမှတ်စုဆောင်းမှုလို့ပြောရမယ်ဆိုတော့ Man United အနေနဲ့အော့ဂိုလောက်တွင်မှာရမှတ်ဘယ်နှမှတ်ရှာနိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်စတင်မာကတော့မိုင်းနိုက်တက်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေစမ်းသပ်မှုတွေနဲ့လတလဖြစ်လာဖို့များတယ်စတင်မာလတွေမှာမိုင်းနိုက်တက်အနေနဲ့ မန်စီးတီးကိုအဝေးခွင်မှာတွားရောက်ကစားမှာဖြစ်ပြီးတော့ချယ်ဆီကိုအိမ်ခွင်မှာကစားမှာဖြစ်လို့နှစ်သင်းစလုံးရဲ့ဒီရာသီပြင်ဆင်မှုတွေကကိုတက်ပို့ပြီးတော့ပြင်ဆင်မှုအကောင်းကောင်းနဲ့လှုပ်ထားတဲ့အသင်းတွေကိုကစားမယ်မန်နေတာအနေနဲ့တေချာပေါက်ခက်ခဲတဲ့စံတမ်းမှုတွေရောက်လာဖို့ရှိသလိုစက်တင်ဘာလ17ရက်နေ့မှာမန်ချက်စတာဒါဘီဖြစ်မန်စီးတီးခွင်မှာတွားရောက်ရှင်ပြန်ကစားသွားရမယ်မန်စီးတီးကတော့ဒီရာသီပြင်ဆင်မှုတော်တော်လေးကိုအကောင်းနဲ့အသင်းအရင်ကလည်းစုဝဲမှုကောင်းပြီးသားပြီးခဲ့ရာသီမှာ ရလက်တွေစိုးပြီးတော့ရဲရိုင်းခဲ့တယ်ဆိုပေမဲ့ပြီးခဲ့ရာသီကစိုးွားတဲ့အခြေအနေတွေကိုဒီရာသီမှာအဖြစ်ခံမှာမဟုတ်သလိုမိဘဂွာဒီယိုလာကတော့ငွေကြေးသုံးစွဲမှုတွေပြုလုပ်ထားသလိုအသင်းကလည်းတော်တော်လေးလိုအပ်ချက်နဲ့ကန့်ညီတဲ့ကစားသမားတွေကိုခေါ်ထားတယ်ဆိုတော့ပြီးခဲ့ရာသီကစိုးွားတဲ့အခြေအနေတည်းရနဲ့ကြုံတွေ့ခဲ့ရတဲ့မန်စီးတီးသင်းကဒီရာသီမှာတော့အဲ့လိုမျိုးထပ်ဖြစ်ခံမှာမဟုတ်ဘူးမနစ်ကတော့ဒီကွင်းမှာမထင်မှတ်တဲ့အလဲပြောင်းတွေအချိုးကွေတွေနဲ့ပွဲပြီးကနေမှာပယ်နယ်တီရတယ် အချိန်ပေါ်မှာအာမက်ဒီယယ်လိုရဲ့ဂိုးနဲ့မန်ယူနိုက်တက်ကမန်စီးတီးကိုနိုင်ထားရဆိုတော့ဒီနေ့မှာဘလောက်ထိအကောင်းဆုံးတုံ့ပြန်သွားနိုင်မလဲဆိုတာစောင့်ကြည့်သွားရမယ်ပြစ်စမမြောက်ပွဲကတော့ချက်စီးတင်ကိုအင်ကွင်းမှာအဲ့ခံရှင်ပြိုင်ကစားသွားရမယ်ချက်စီးကဒီနေ့ရာသီမှာအသင်းကိုထပ်မံပြီးတော့မွမ်မံမှုတွေပြုလုပ်ထားသလိုတိုက်စစ်ပိုင်းအတွက်ဒီလက်ကိုခေါ်ထားတဲ့နောက်ထပ်လူငယ်ကျယ်ဝင့်ကစားသမားတွေလည်းအသင်းကိုထပ်ရောက်လာပြီးတော့မာရစကာလောက်မှာမနစ်ကတပ်ပိုစုစည်းမှုကောင်းတဲ့ချက်စီးကိုမြင်ရမလားဆိုတာစောင့်ကြည့်သွားရမယ် ်ချယ်ဆီကဝါရင့်နေထက်လူငယ်တွေနဲ့တိဆောက်ပြီးတော့တရရိပ်နဲ့ပရီးမီးယားလိမှာအင်အားကြီးတင်ဖြစ်လာဖို့ကြိုးစားနေတဲ့အသင်းဆိုတော့မန်နိုက်တက်ထက်မနှိမ့်တဲ့စူပါမျိုးမျိုးကိုပိုင်ဆိုင်ထားတယ်ဆိုတော့မန်နိုက်တက်အနေနဲ့အိမ်ခွေမှာဘလို့ပုံစံမျိုးနဲ့ချယ်ဆီကိုအဲ့ခံရှင်ပြန်ကစားသွားမလဲဆိုတာစောင့်ကြည့်သွားရမယ်အဖွင့်၅ဘက်မှာအသင်းကြီး၃သင်းနဲ့ကစားမယ်အာဆင်နယ်နဲ့အိမ်ခွေမန်စီးတီးနဲ့အဝေးခွေချယ်ဆီနဲ့အိမ်ခွေကစားသွားမှာဖြစ်ပြီးတော့အဲ့ဒီဂျားထဲမှာဖူအန်နဲ့ဗန်လီတို့ပါတယ်ဆိုတော့ဖူအန်နဲ့ဗန်လီကိုကျွန်တော်တို့အနိုင်ပေးမယ်ဆိုရင်ဂျားမှာ၆မှတ်သေးကြတယ် ာဆင်နယ်အင်ဂွတ်မှာကစားမဲ့ပွဲမှာတီလောက်ရမယ်လို့မျှော်လင့်လို့ရတယ်။မန်စီးတီးနဲ့အဝေးကွင်းပွဲစဉ်ကတော့အမှတ်ရဖို့ခက်ခဲသလိုတီလောက်ရခဲ့မယ်ဆိုရင်တော့မန်ယူနိုက်တက်အတွက်ဒါဂုံတူးမထွက်တဲ့ပွဲလို့ပြောရမယ်။ချဲစီကိုအင်ဂွတ်မှာအဲ့ခန့်ရှင်ပြိုင်ကစားမဲ့ပွဲကလည်းအနိုင်ရဖို့မတိကြသလိုဒီပွဲကနှစ်သင်းစလုံးအတွက်ဘာမဆိုဖြစ်သွားနိုင်တဲ့ပွဲပြောရတော်တော်လေးခက်တယ်ဆိုတော့မန်ယူနိုက်တက်အနေနဲ့ဒီ၅ပွဲမှာအမြင့်ဆုံးရမှတ်၈မှတ်လောက်ရမယ်ဆိုရင်ပွဲချက်ကာလကိုအောင်မြင်မြင်နဲ့ကျော်ဖြတ်နိုင်ခဲ့တယ်လို့ပြောရမယ်ဆိုတော့ဒီ၅ပွဲမှာရမှတ်ဘယ်လောက်ထိ မန်နတက်ယူနိုင်မလဲဆိုတာကိုတော့အမှန်တကယ်ဒီပွဲစဉ်တွေရောက်လာချိန်မှာစောင့်ကြည့်သွားရမယ်။ခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့2025-26ဘောလုံးယာတီမန်နတက်ရဲ့ယာတီအဖွင့်ပွဲချက်ကာလအခြေအနေနဲ့ပတ်သက်ပြီးတော့ရေဘူးရအမြင်လေးပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ commentary by ဆို YouTube channel လေးကိုလည်း subscribe လုပ်ပေးကြပါဦး။နောက်လာမယ့် video တွေမှာပြန်ဆုံပါမယ်။ကျေးဇူးတင်ပါတယ်။